ော်တော့ဆုံးမင်းဖြစ်ပါတယ်ကျွန်တော်တော့ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်မြို့နယ်မှာနေထိုင်ပါတယ်ဇာတိရတော့ပေါ့ကျွန်တော်လက်ရှိရန်နာဘုံအသင်းမှာကစားနေရပေါ့ဒီ pro ကစားမပေါ့ရရှိလာခဲ့ပုံအကြောင်းလေးပြောပြပါဆိုပါဦးကျွန်တော်ကတော့၁၀တန်းဖြည့်ပြီးတော့ကျွန်တော်၁၀တန်းမဖြည့်ခင်တော့ရုပ်ွက်ထဲမှာပဲကစားနေရပေါ့၁၀တန်းဖြည့်ပြီးတော့ကျွန်တော်အားနဲ့ဘောလုံးငယ်လေးရတဲ့ဝါသနာပါတော့ကျွန်တော်ရုပ်ွက်ထဲမှာကစားရင်းနဲ့ပဲအသင်းလေးလိုက်ယူနေတယ်ကျွန်တော်နဲ့ညောင်ဒီအသင်းနဲ့ကြောင့်နီးရယ်လေး အဲ့ဒီတော့ကျွန်တော်မြောက်ရီအသင်းမှာစကစားဖြစ်တာပါဗျမြောက်ရီအသင်းပြင်ရောတခြားဘက်ကလက်တွေမှာကစားခဲ့ပြီသေးတယ်ကျွန်တော်မြောက်ရီအသင်းပြီးတော့ကျွန်တော်အကြီးအသင်းနေနဲ့တကုံမှာကစားသေးရဗျတကုံမှာဒူးငနဲ့နာလို့ဆိုရော နားလိုက်သေးနားလဲနားပြီးတော့ကျွန်တော်မကစားတော့ဘူးဆိုပြီးတော့ဘောလုံးကိုမကစားတော့ဘူးဆိုပြီးလုံနေတာပေါ့လုံနေနေမှကျွန်တော်ကိုပါချမ်းပေါ့အခုအခုညမညမကန်တဲ့ကိုချမ်းကနေပြီးတော့ ဒီနယ်ပွဲလေးတွေပြန်ခေါ်ရနဲ့ပြန်ကစားပြည့်ရင်လည်းကျွန်တော်အခုမြောက်ဒီကြီးသင်းမှာပြန်ပြီးတော့ပြန်ကစားပြည့်တယ်အဲပြီးတော့မှအခုမြောက်ဒီကနေပြီးတော့ရဲနာဝင်ပြန်ပြောင်းလာတာပေါ့ဒီကလပ်သင်းမှာပေါ့နော်ကစားသမားတယောက်အနေနဲ့ကစားနေရတဲ့ရွယ်ချက်လေးကိုလည်းကိုယ်သိနေပါလိမ့်ကျွန်တော်တို့ကတော့ကလပ်သင်းမှာကစားနေရဆိုတော့အခုထက်ပထမဦးဆုံးကတော့ကျွန်တော်ကလပ်သင်းကိုအကောင်းဆုံးစူးစမ်းပေးမယ်ကစားပေးမယ်ပြီးရင်တော့ကျွန်တော်တို့ဘဝအတွက်တော့ကျွန်တော်လည်း လွေးစင်လေးတော့ဖြစ်ချင်တာပေါ့နောက်ပြီးတော့ဒီအခုလက်ရှိမှာကိုတို့ပြည်ရင်းလေးမှာဆိုညီလေးခြေစမ်းပြကစားနေအဲ့လိုခြေစမ်းပြကစားပြီးတော့ဒီစ조사ကစားနေပေမဲ့ပေါ့နော်လွေးစင်အတင်းမှာလက်ရှိအချိန်ထိမပါဝင်နိုင်သေးတဲ့ပေါ့ကိုအနေနဲ့ဘယ်လိုခံစားမိလဲကျွန်တော်တို့ကတော့အခုကတော့ကျွန်တော်တို့ကတော့ကိုလှုပ်ရှားရှိရာကိုလှုပ်တာ哦ကျွန်တော်အတင်းမှာအကောင်းဆုံးပေးဆက်တယ်အတင်းအတွက်အကောင်းဆုံးစ조사ပေးကစားနေတယ်အဲ့အတွက်လည်းကျွန်တော်တို့အခုဘာပဲပြောပြောအတင်းရလဲရလက်တစ်ခုရနေတဲ့အတွက်ကျွန်တော်တို့အများကြီး ပျော်ရွှင်ရတယ်ပေါ့အဲ့တော့ကျွန်တော်တို့လေရွေးစင်မပါသေးတဲ့တို့ကတော့ကျွန်တော်တို့ကျွန်တော်ဘာလိုလိုအပ်ချက်လေးနဲ့ရှိသေးရလို့ထင်တာပေါ့နော်အားကြောင့်မို့လဲကျွန်တော်တို့မပါသေးရလို့ပဲထင်ပါတယ်ဗျအကယ်မြညို့ဒီလေဝိစင်အတင်းကခေါ်ယူရမယ်ဆိုရောအခုအနေနဲ့အတင်းဖြစ်နေတဲ့အနေသားမှာရှိနေပြီလား တင်းဖြစ်ပြီလားဆိုကျွန်တော်တို့ကတော့ကိုယ်ကြီးအကောင်းဆုံးတော့ကြိုးစားနေဘောလုံးသမားတယောက်ကတော့ကျွန်တော်အခုပွဲလေလီပွဲလေကစားနေဆိုတော့ Trinity လေသူကလည်းပုံမှန်ရှိရယ်ကျွန်တော်တို့ very နေထားမှာတော့ရှိရယ်ကိုကြီးဒါပေမဲ့ကျွန်တော်အတင်းဖြစ်ပြီလားမဖြစ်ပြီလားဆိုတော့သူတို့ရွေးချယ်ရင်တော့ကျွန်တော်လည်းအကောင်းဆုံးကြိုးစားပြီးတော့လုပ်ပြမှာပါကိုကြီးနောက်နောက်တစ်ချက်ကဘောနာဒီအာကိုယ့်ရဲ့ဒီကစားသမားတက်တန်းမှာဘောနာအကျိုက်ဆုံး play style ဆိုရင်ဘာများဖြစ်မလဲ ကျိုင်းဆုံးပလေးစတန်ကတော့ကျွန်တော်တို့ကတော့ဂျန်နာဘုံဆိုတော့ကျွန်တော်တို့ဘောလုံးလေးတွေအဲ့လိုမျိုးဖမ်းနေပေးတယ်အဲ့လိုမျိုးလေးဘောလုံးလေးနဲ့ကစားတာကိုတော့ပို့ပြီးတော့သဘောကျတာပေါ့ကွာဟုတ်ပြီညရဲ့ဒီကစားသမားဘဝရီမန်းချက်ကိုလည်းအခုလိုသိချင်ပါလားကျွန်တော်ရီမန်းကြရတော့ကျွန်တော်ကတော့အဲ့လိုမျိုးကစားသမားအကုန်လုံးကတော့ဒါကတော့ဘလုံးသမားအများစုကတော့အကုန်လုံးကတော့ဘလုံးကစားနေပြီဆိုတော့ဒါနိုင်ငံလေရွေးစဉ်ဖြစ်နေတာပေါ့ကွာအဲ့လိုမျိုး ။ဒါပြီးတော့ညနေနဲ့ဒီပြပထွက်ကစားဖို့ရွေးချက်ရှိလားရှိရဆိုရင်ကိုယ်တွေနဲ့ဘာတွေပြင်ဆင်ထားလဲ။ကျွန်တော်တကယ်လို့ခွင်းကောင်းဆုံးတော့ဂျိုးစားနေဟိုကတကယ်လို့ခွင်းခါပေးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတော့ရောက်တဲ့အထိတော့သွားမှာပေါ့။ကျွန်တော်တို့အခုပြပထွက်ကစားခွင်းရမယ်ဆိုလို့ရှိရင်လည်းကစားမှာပေါ့။ဒါပေမဲ့ကိုကတော့ပြပထွက်ကစားဖို့ကတော့စူးစမ်းဖို့အများကြီးလိုပါသေးတယ်။ကျွန်တော်လည်းစူးစမ်းနေပါတယ်။ နောက်ဆုံးနေနဲ့ညီပြိတက်ကိုနှုတ်ဆက်စကားလေးပြောပြပါဦး။အော်အားပေးတဲ့ပြိတက်တွေအကုန်လုံးကျေးဇူးတင်ပါတယ်လို့ကျွန်တော်လည်းဒီထက်ပိုပြီးတော့ကြိုးစားသွားပါမယ်လို့ရန်နာဘုံအသင်းအတွက်လည်းအများကြီးပေးဆက်ကစားသွားပါမယ်။